ဟယ်လိုအလုံးမဲမင်္ဂလာပါရှင်မေလီရဲ့ဖိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှကြတော့ကလေးလေးတွေအကြိုက်ပေါ့နော်ရောင်ဆုံးဂျယ်လီလေးလှုပ်စားပြလို့လုံးလေးလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ဒီဂျယ်လီလေးရဆိုလို့ရှိရင်တတီအနံ့အရတာလေးနဲ့ပေါ့နော်ချိုချိုလေးနဲ့တုံတုံအီအီလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတာမို့ကြောင့်မေလီဘလိုလုံးလဲဆိုတာကိုမေလီရဲ့ဗီဒီယိုကိုဆုံးဒီလိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဦးဆုံးအနေနဲ့ရေခဲရေလေးပြင်ဆင်ပါမယ် ဒါလေးကကြတော့အရည်တွေကိုခဲစေတဲ့အထုပ်ကလေးပဲဖြစ်ပါတယ်ဂျယ်လက်တင်ပေါ့နော်သူ့ကိုလေးချက်လောက်ဒီရည်အေးလေးထဲမှာစင်ထားပြလိုက်ပါမယ်ပြီးရင်တော့အိုတလုံးလေးကိုစတော်ဘယ်ရီဆိုက်ဒါအရည်60 ml ထည့်ပြလိုက်ပါမယ်တခြားဥကြတော့ထမင်းစားစင်တစွန်းစာနဲ့ရည်240 ml ထည့်ပြလိုက်ပါမယ်ရှင်ပြီးရင်တော့တခြားလေးတွေပြောသွားအောင်ခဏလောက်မှုထားပြလိုက်ပါမယ်ရှင် အားလုံးတခြားလေးတွေပျော်သွားပြီဆိုရင်တော့သူ့ကိုမီအိုးပေါ်တင်ပြီးတော့စူပွက်လာတဲ့အထိကြိုထားပေးလိုက်ပါမယ်။မီလီတို့ဒီအရေးလေးရဆူလာပြီဆိုရင်တော့အစောကစိန်ထားတဲ့ဂျယ်လက်တင်ဖက်လေးတွေကိုထည့်ပေးလိုက်ပါမယ်။ဂျယ်လက်တင်လေးတွေပျော်သွားတဲ့အထိသူ့ကိုခဏလောက်ကြိုထားပေးလိုက်မယ်။ပြီးပြီဆိုရင်တော့သူ့ကိုအေးခံပါမယ်။မီမီလုံးမခွက်လေးတွေကိုအညီတို့မြတ်တို့လေးသူ့ကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့အေးခံလေးထဲမှာမေယာခဲအောင်အေးခံထားပေးလိုက်ပါတယ်ဒါလေးရကြတော့အဝါရောင်နေနဲ့တည့်ရတီစိုက်တဲ့အရင်လေးကိုအသုံးပြုထားပါတယ်။သူ့ကိုလည်းစောနာအချူစားတိုင်းပဲထည့်ပေးလိုက်ပါတယ်ရှင်။သူ့လာပြီဆိုရင်စောနာအတိုင်းပဲဂျလက်တင်လေးချက်လောက်ရေစင်ထားတာလေးကိုထည့်ပေးလိုက်ပါမယ်ရှင်။ အရင်ရင်အကြိုက်ကြိုစရာမလိုဘူးပေါ့နော်ဂျယ်လက်တင်လေးတွေပျော်သွားပြီဆိုရင်တော့မင်းလေးတို့အေးခံမယ်ပြီပြီဆိုရင်တော့စောနာကအနီရောင်လေးပေါ်မှာထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ဒီနေရာမှာအရင်ပူနေတဲ့ရေကိုထည့်လို့မရဘူးပေါ့နော်မင်းလေးတို့ကြိုထားတဲ့ရေကိုအနည်းဆုံး40ဒီဂရီလောက်အေးအောင်ထားပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့တဖန်ပြန်ပြီးအေးခန်းထဲမှာအေးခန်းထားပြီးလိုက်ပါမယ် ချူယောင်အတွက်ကကြတော့နွားနိုးစိန်130အမန်နဲ့နွားနိုးနဲ့နိုးစိန်နဲ့ရုပ်ဆက်ထားတဲ့အရာလေးကို100အမန်ထည့်ပေးလိုက်တယ်။နောက်ပြီးရင် cooking cream ကိုကြတော့100အမန်ထည့်ပေးလိုက်တယ်။သောနာတိုင်းမှာဂျယ်လက်တင်လေးပါကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့သူ့အေးခံမယ်။ AB ဆိုတာနဲ့ဒီအဝိုင်းရောင်လေးပေါ်မှာထပ်စစ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။သူ့လည်းအေးခံမယ်ပေါ့နော်။အပူကြီးထည့်လို့မရပါဘူး။ပူရင်ဆိုရင်အောက်ကအယောင်လေးတွေကပြတ်သွားမှာပေါ့နော်။ ဒါလေးကကြတော့အစိမ်းရောင်ရေလေးပေါ့နော်ဒီဘူးမကကြတော့ပြနေပြီမယ်သူကကြိုလိုက်တဲ့ခါမှာဆိုရင်ဒီအစိမ်းရောင်လေးပောက်သွားတာပေါ့နော်သူ့ကိုလည်းစောနာအချိုစားတိုင်းလေးပဲလှုပ်ထားပါဗျ။အေးခံမယ်အေးပြီဆိုရင်တော့မိလေးတို့ဒီဖြူရောင်လေးပေါ်မှာသူ့ကိုထန့်စစ်ပြီးတော့ထည့်ထားပြလိုက်ပါမယ်ချင်း။ ီဂျယ်လီလေးတွေอ่ะဆိုလို့ရှိရင်ပေါ့เนาะတတီအနံ့ရတာလေးနဲ့ပြုလုပ်ထားတဲ့အတွက်ချုပ်ချင်ရတာလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဒီထဲမှာချုပ်ချင်ရတာလေးတွေอ่ะကြတော့ဒီအစင်းရောင်လေးอ่ะလည်းချုပ်ချင်ရတာလေးပြီးတော့စတော်ဘယ်ရီอ่ะလည်းချုပ်ချင်လေးပေါ့เนาะဒီနိုးနဲ့ဒီတရတီอ่ะကြတော့သူကတော့အချိုဘက်ကိုနည်းနည်းပါတာပေါ့เนาะဒီအရတာလေးတွေနဲ့ဆိုရင်ခလေးလေးတွေကြိုက်မှအတေချာပါပဲရှင် မင်းလေးတို့တူကိုထည့်ပြီးသွားပြီဆိုရင်အေးခန်းထဲမှာအေးခဲထားတဲ့ဒီအေးခန်းထားပြလိုက်ပါမယ်ဒီနေထားတော့မိနစ်30လောက်အေးခန်းထားလို့ရတာလည်းအနေထားလေးပေါ့နော်တို့ရဲ့အယောင်လေးရဆိုရင်အယံကိုလှပပြီးအသားလေးရကြတော့တုံတုံအီအီလေးနဲ့အရတာပါကြတော့ချူချင်ရတာလေးနဲ့အယံကိုစလို့ကောင်းတဲ့ခြေလေးလေးပဲဖြစ်ပါတယ်အဲကြောင့်မို့အင်ရခလေးလေးလေးလှုပ်ချလို့ရအောင်မေယာဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ် ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။မင်းလေးရဲ့နောက်ထပ်ဗီဒီယိုလေးမှပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။